လုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇူလိုင်လ1ရက်ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မပွေးတာပခုတ်ကူမျိုးနဲ့ပခုတ်ကူရေစကြိုကားလာနဘေးမျိုးစစ်ညနေခင်းဆိုင်စီမံကိန်းရုံးပြောင်းရွှေ့သွားပြီး၎င်းနေရာမှာစစ်ကောင်စီစစ်ကြောင်းအခြေပြုတက်ဆွဲထားတာရှိပါတယ်စံပြားကရင်းနှီးနဲ့အင်အားဖြင့်ထမ်းမှန်ရောက်ရှိလာပြီးဒါဘက်ကနှီးပေါ်မှာလဲဆိုင်ငယ်73ဒီပုံးရေသားကတွေတင်ဆောင်ထားတာကိုတွေ့ရပါတယ် ဂျမန်နဲ့ရနေပိုင်းမှာတော့အမတ်တရားတဲ့ချင်းမြတ်တမထာနာပြုတ်ထက်ကတက်လာတဲ့ပါရာမော်တာဆက်တက်လေးဒီနစီပေါင်းမြုံနေတဲ့ကိုဘုံကျဲတိုက်ခိုက်ခဲ့တာရှိပါတယ်။တစည်းလာခြေဆက်ရာကိုပြန်လဲရောက်ရှိလာပြီးကျန်တစည်းကတော့ပြန်လဲရောက်ရှိခြင်းမရှိသေးပဲယာယီအဆက်အသွယ်ပြတ်တောက်မှုချစ်ပေါ်ခဲ့တာရှိပါတယ်။မေတုံမြုံနေတဲ့ကနေအင်အားစီးတဲ့ဆဲအရကားနစီမော်တော်ဆိုင်ကငါးစီးနဲ့စစ်ကြောင်းတစ်ခုဂျမန်နဲ့ညနေမှာကြောက်တိုင်းထမ်းညောင်တွေဘက်ကိုထွက်လာခဲ့တာရှိပါတယ်။ချမင်းနောက်မြို့နယ်ကန်ဒီဝေးရှင်မှာအင်အား90 မယိုးကံမှာ20နီးပါးစီတာမှာခံမှန်း30ရမန်လေးကညအချေပြုခဲ့တယ်လို့သိရှိရပါတယ်စီတာဖုံးတော်ကြီးကြောင့်မှာအင်အား30ခန်းဟာခြေပြုလျက်ရှိပြီး60မမပြောင်းရှင်နဲ့လည်းကန်ဒီဘက်ကိုပြင့်မှတ်မှတ်ပုံတင်ထားပြီးကိစ္စရုံပြန်တမ်းမှုတွေပြုလုပ်ခဲ့တာရှိပါတယ်ဆောက်ဒီယာမျိုးနယ်ရဲ့မြောက်ပိုင်းမှာစစ်ကောင်စီရဲ့စစ်ကြောင်းတွေအခြေချတပ်ဆွဲလာတဲ့အတွက်စစ်ဝေးရှောင်ရသူများပြားလာပြီးစေဝါရိတ်ခါပြက်လက်ဆပြုလာပြီးဖြစ်ပါတယ်မျိုးရမြောက်ဖက်မုံကြောင်ထီကြောင်ဟာလမ်းကမ်းဆက်တွေရေခက်ခဲပြီး အာနာဒိမိကာလမှာစစ်တပ်ခိတ်တွေစခန်းတွေချလာတာမှုအခြေခံစားပုံတွေတည်ယူရတာခက်ခဲနေတာဖြစ်ပါတယ်။ဆရုပ်တရားမျိုးလေးဟာတောင်ပေါ်မျိုးလေးဖြစ်ပြီးတောင်ပတ်နဲ့ဝိုင်းရံဟာဒေဦးနဲ့တူတဲ့မျိုးလေးလို့ချက်စနှုတ်ခေါ်ကြပါတယ်။ဒေသခံတွေဟာပွင့်လင်းယူသားကြပါတယ်။ချင်းမျိုးသမီးကြီးတချို့မှာပရဲလို့ခေါ်တဲ့မျက်နှာတစ်ခုလုံးစေးနဲ့တက်တူးထိုးထားတာကိုတွေ့ကြရဦးပါတယ်။အခုခါမှာတော့တက်ရှိထင်ရှားရှိထင်မှရှိပါတော့မယ်။ဒါလို့အဲ့ဒါလို့ထိုးရတယ်လဲဆိုတော့ရှင်းမြမာပြင်းတွေတော်ကောက်တာကိုကာဝယ်တာလို့သိရပါတယ်။ မြို့ရဲ့ရှေ့ဘက်မှာမုတ်တမန်ကြီးနဲ့ပဏံတင်လာတော်လို့အနောက်ဘက်မှာလည်းစင်မီချောင်းကရစ်ွေစီစင်းကမုံချောင်းအတွင်းစီးဝင်နေပြီးကျောက်ခမောက်ဖရဲဟာလည်းချောင်းနဲ့စည်တီတက်ပဲလောက်ပါတယ်။အဲ့ဒီဒေသမှာကျွန်တော်ကြိုက်ဆုံးကချင်းအောင်ငချောက်လို့အလွယ်ခေါ်ကြတဲ့ငချက်ကြီးတွေပဲဖြစ်ပါတယ်။ဒေသကံတွေဟာစင်မီချောင်းအတိုင်းကန်တာအနောက်ရုံးမဘက်ကူ၃၄၅ရက်တက်ပြီးငါးရှာမဲလိုက်ပြုလုပ်လို့ရှိပါတယ်။တောင်ပေါ်မှာဆိုတော့မပုံမတော့အောင်ချက်တိုက်ပြီးဈေးမှာပြန်လဲရောင်းချကြတာဖြစ်ပါတယ်။ အဆိုပါငကြက်ကြီးတွေဟာကြောက်ကြောက်ကြောက်ကြားကသဘာဝရေကြုံအားတွေဖြစ်တဲ့အတွက်သဘာဝအတိုင်းခြုံရတဲ့အရသာရှိတာဖြစ်ပါတယ်။အဲ့ဒီကဏ္ဍပေါ်မှာဒေသအခေါ်ကပကြတောင်ဆိတ်အနယ်ဝင်တရိစံတမျိုးကိုစားခဲ့ရဦးတယ်လို့သူ့ရဲ့ခွာရိုးရဲရှင်စီတွေဟာလည်းဆေးမဲ့ဝင်တယ်လို့ဒေသခံတွေကအယူရှိကြပါတယ်။အဲ့ဒီကဏ္ဍဘက်ကနေဆက်သွားမယ်ဆိုရင်တော့ရခိုင်ပြည်နယ်မင်းပြကမ်းနီကိုရောက်ရှိမှာဖြစ်ပါတယ်။ရခိုင်မှာအာရခတတ်တော်အမတ်ကိုတက်မတော်တမ်းမြင့်လေးကြီးအကြောင်းကိုတိုက်တော့ကျောင်းကြီးဦးစီးတဲ့စစ်ကြောင်းဟာအဆိုပါလမ်းကြောင်းကနေစတုတ္တရာမျိုးအနောက်ဖက် ဆွဲလဲတောင်မှာရှေးဆိုင်တဲ့အမှတ်20ကာဝေးပစ္စည်းဆက်ရုံကိုဖျို့ဖျဲနဲ့ဆုပ်ခွာလာခဲ့ရဦးတာရှိပါတယ်စစ်ကြောထုတ်တိုက်ခိုက်မှုတွေရှိနေတဲ့အတွက်မကြက်